နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တိန်းထောင်ကြီးတန်းအလေးချိန်85ဘိတ်သာရှိတဲ့ကြေးခေါင်းလောင်ကြီးပျောက်ဆုံးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဒေသကြီးဆလင်းမြို့နယ်မကြီးပင်ဘူးကျေးရွာအုပ်စုစေတုရှင်ကုန်းကျေးရွာဖျားဝင်းအတွင်ရှိအလေးချိန်85ဘိတ်သာဝန်းကျင်ရှိတဲ့ကြေးခေါင်းလောင်ကြီးဟာနိုဝင်ဘာလ18ရက်နေ့ကပျောက်ဆုံးသွားခဲ့တယ်လို့ဒေသခံတွေရဲ့သတင်းပေးမှုအရသိရပါဗျ။အဆိုပါကြေးခေါင်းလောင်ကြီးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အင်အား80လောက်ဟာ4ကားနှစ်စီး light truck ကားတစ်စီးနဲ့ စေတုရှင်ကုန်းကျေးရွာအတွင်းကိုတိမ်တက်စင်လိုက်လံရှာဖွေနေကြတယ်လို့သိရပါဗျ။အကျန်းဖတ်စစ်ခွေ၊ရဲခွေ၊ပြူခွေတွေစုစုပေါင်းအင်အား80လောက်လိုက်လံရှာနေကြတယ်။စစ်တပ်အတိုင်းဝိုင်းကလည်းဒီခေါင်းလောင်းကြီးကို PDF တွေဖိုးပါတယ်ဆိုပြီးဝါရမိုင်းတိုက်နေတယ်။စေတုရှင်ကုန်းကျေးရွာကအကျန်းဖတ်စေအုပ်စုနယ်မြေပါ။စေတုရှင်ကုန်းကျေးရွာမှာလည်းပြူစောတိတွေများပါတယ်။လက်ရှိပြည်သူတွေအနေနဲ့ကဒီကျေးခေါင်းလောင်းကြီးပျောက်တာဟာပြူစောတိတွေခွဲယူတယ်လို့ပဲပြောဆိုနေကြတယ်။ဘာလို့လဲဆိုတော့ ဒီနယ်မြေမှာအကြမ်းဖက်စစ်အုပ်စုနဲ့ပြူစောကြီးတွေစိုးမိုးအုပ်ချုပ်တဲ့နယ်မြေဖြစ်နေလို့ပါလို့ဒေသခံတူကမြို့တော်ကိုပြောပါရယ်ကြောက်ဆုံးသွားတဲ့ဂျေခေါင်လောင်ကြီးကိုအလူရှင်တွေဖြစ်တဲ့ဦးမြနဲ့ဒေါ်လာမီသားစုကမြမာတက္ကရီ1343ခုနှစ်ကလူရန်းခဲ့တာကြောင့်ဂျေခေါင်လောင်ကြီးရဲ့တက်တန်းဟာယခုဆိုရင်တက်တန်း44နှစ်ရှိပြီဖြစ်ကအခုခေတ် တန်ကြီးအရာဆိုရင်သိန်းထောင်ကြီးတန်နေပြီဖြစ်တယ်လို့သိရပါဗျ။ဒီနယ်ဘက်မှာကဖြီသူတွေသွာလာလှုပ်ရှားဖို့လဲအတော်လေးခက်ခဲတယ်။ ဘသူမှအပြင်းမထွက်ရဲကြဘူးနေကင်းဘက်တောင်ထွက်ဖို့တွာလာလှုပ်ရှားဖို့ကမလွယ်ကူနေဘူးဖះရနဲ့အနီးကပ်ဆုံးအိမ်ကလည်းပြူစောဒီကောင်းဆောင်ဖြစ်တယ်အုတ်ချုပ်ရည်မူထွန်းနိုင်အိမ်မှာပြူစောဒီတွေကဖះရဝင်းကြီးမှာဆိုနေ့ရောညရောကင်းပတ်နေတာသူတို့တွေပဲအမြဲရှိနေတာဒီကြားထဲကပျောက်သွားတယ်ဆိုတာကစဉ်းစားစရာပါပဲအလေးချိန်85ဘိတ်သာဝင်းကျင်ရှိတဲ့ကြေခေါင်လောင်းကြီးကိုအ ਨੇ ဆုံးလူ9ယောက်လောက်မှရမှာတဲဖို့ဆိုရင်လဲ3မိန်းဆိုင်ကဲကာနွားလဲတို့နဲ့တဲယူမှရမှာ ကျောက်ဆုံးသွားတဲ့နေရာအနီးတစ်ဝိုက်မှာတော့ဘေးတွဲဆိုင်ကဘိန်းရာတွေတွေ့ရလို့ပြောတယ်။ဒါကြောင့်ဒေသခံပြည်သူတွေကတော့အကြမ်းဖက်ဆေးအုပ်စုရဲ့ပြူစောကြီးတွေပဲခိုးနိုင်တာလို့ဒေသခံတဦးကမြို့တော်ကိုပြောပါရယ်။စေတုရှင်ကုန်းကျေးရွာကအင်ချေတရာဝန်းကျင်ကရှိပြီးပြည်သူကာကွယ်ရေးအဖွဲ့တွေဟာအဲ့ဒီနယ်မြေဘက်ကိုလောလောဆယ်စစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နိုင်ခြင်းမရှိသေးတာကြောင့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်ထောက်ခံသူပြူစောကြီးတွေကစိုးမိုးထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တယ်လို့သိရှိရပါရယ်ရှင်။